ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့စိတ်ဦးမှာထမင်းကြွေးတာဟင်းကောင်းပါလေကိုရီးယားမှာထမင်းစားရည်တူနဲ့ဇုံနဲ့စားပါလေဇုံနဲ့တူနဲ့ပါအေးထမင်းကိုအများကြီးထက်ထက်ပေးထားပါလေအဲ့ဒီထမင်းဘန်းလေးနဲ့ထက်ပေးထားပါလေဟိုဘက်တစ်ဘက်ခူးလို့ရပါလေထမင်းကိုဒါတော့ဒီနေ့ပန်းအနစ်ပါแท้มาตัวปองพูเลดิเนี่ยปาวะแล้วพี่เป้ลงเลดิเนี่ยปาวะแล้วอ่าจนเราแน่ๆไปอยู่มาบ่า တော့နည်းနည်းလေးအငံရတော့ဖြစ်ပါတယ်ဒါကတော့ပြောင်းဖို့ကိုဆော့လေးနဲ့တုတ်ထားတာပါခနန်းသားချောင်းလေးနဲ့ပါပါတယ်ကျွန်တော်နည်းနည်းပဲယူပါမယ်ဒါလည်းအရင်ဆိုရင်ကျွန်တော်အများကြီးစားပါတယ်ဒါတော့မုန်လောက်ကင်ချီပါကိုရီးယားမှာဒီမုန်လောက်ကင်ချီအရင်စားကောင်းပါတယ်ပြင်ဒါလည်းမုန်လောက်ပါပဲသူကတော့ဟိုဟာအရသာပါရတာနည်းနည်းကျွန်တော်ပြောမတတ်ဘူးဗျာနည်းနည်း အရသာဆူဆူနဲ့နေပါတယ်။ဒါတော့ငါ6ပါ။ငါ6ကအချိုပါ။ကျွန်တော်ငါ6ကိုနည်းနည်းပို့ယူလိုက်ပါမယ်။ကျွန်တော်နည်းနည်းကြိုက်လို့ပါ။ဒါတော့ဝတ်သားချောင်းကျော်ပါ။သူကစစ်သားချောင်းကျော်ကျော်တဲ့အဲ့ဒီမုံညင်းနဲ့မတူပါဘူး။ခုဒီဝတ်သားချောင်းကျော်ကသူကမုံညင်းအပြော့နဲ့ပါ။စစ်သားချောင်းကျော်ရဲ့မုံညင်းကသူကပဲရတာထွက်ပါတယ်အခုဒီမုံညင်းကတော့အဲဒီမုံညင်းရတာထွက်ပါတယ် ပြပြနဲ့နေလိုက်နေပါတယ်ပြီးရင်ဒီနေ့နှုတ်ချိန်လေးတိုက်ပါတယ်ကျွန်တော်နှုတ်ချိန်တမူယူပါမယ်ထမင်းစားပြီးရင်နှုတ်ချိန်လေးတောင်းလိုက်ရင်အီးပြေးသွားပါတယ်ကျွန်တော်ဟင်းချူကြခဲ့လို့ပါအဲဟင်းချုံနဲ့မပါတဲ့ဟာတော့ဘာနဲ့လောက်ထားလဲမသိဘူးဗျာဒါပေမဲ့အရသာတော့သူကငါးအရသာလဲနည်းနည်းထွက်ပါတယ် ။အော်ဒီနေ့ကတော့ဟင်းနေအစုံပါပဲ။အဲ့ဒီဟင်းချိုလေးကိုကျွန်တော်ပြောမတတ်ပါဘူးအထမ်းပါတဲ့ဟာ။တောက်လိုက်ရင်သူကအဲ့ဒီငါးသားပြားဟင်းချိုအရသာလို့ပါပဲ။တော့အဲ့ပက်ထမင်းကိုအခုလိုလေးနေပြီးစားပါတယ်။ထဲမှာသူကပဲလုံးလေးနဲ့ပါပါတယ်။ပြောင်းဖူးလည်းပါပါတယ်ဒီဒီခေါင်းအရင်ကအဲ့ဒီပဲအနဲ့ထမင်းကျွေးတဲ့အခါပြောင်းဖူးလို့ ်ဘယ်လုံးလေးတွေမပါပါဘူးအခုတစ်ခါကပါလာပါတယ်ဒါသမီးနဲ့ညီလို့နေပြီးဆားရပါတယ်တချို့လူတွေဆိုရင်အကုန်နဲ့အောင်နေလိုက်ပါတယ်ကျွန်တော်နဲ့နေပါပါပဲနေပါပါနေတော့ငယ်ပါတယ်ဒါလေးကတော့အဲဝက်သားချောင်းကြော်လေးကြိုက်ပါတယ်သမုံကြီးကပျော့အီးအီးနေပါအဲထဲမှာဝက်သားလေးချောင်းလိုက်ချောင်းလိုက်ကြော်လာတော့ပါ ားလုံးပဲထမင်းစားကြပါဦးအားလုံးညနေဖြစ်ကြပါစေ